ကျွန်တော်စီရင်ကနေစဉ်အတွင်းမှာပဲကွင်းနယ်ထိုင်သူကြီးကတော့ VAR ကိုတဖန်ပြန်လဲကြည့်ရှုပြီးစောစောကဝါကပ်ပြစ်ဒဏ်ကိုပယ်ဖြတ်ခဲ့ပေမဲ့ကိုငင်းမောင်ဒိုက်ရိုက်နေနဲ့ထုတ်ပယ်လိုက်ပြီညာရုတ်တံလေးပြောက်ွက်တွေမှာမြင်ထူရတဲ့အတိုင်းပဲကိုငင်းမောင်တယောက်ကတော့တိုင်မဲ့ကစားသမားကိုခုလိုမျိုးပဲတဒေါင်နဲ့တွတ်ခဲ့တာညာခုနောက်ပိုင်းပွဲစဉ်တွေမှာကိုငင်းမောင်ကကလေးတွေကိုလုံးဝပျော်ခွင့်မပေးတော့တဲ့ပြင်ကလေးတွေငိုအောင်မှလုံနေတာကိုလည်းတွေ့ရတယ်ညာပျော်မနေနဲ့ပျော်မနေနဲ့ငါ့ channel မှာမင်းတို့အကြောင်းပြောမှာမင်းတို့တွေညစ်တဲ့အကြောင်းငါ့ channel မှာအကုန်လုံးဖွင့်ချမှာ မင်းတို့အာဒီမရောက်နဲ့အာဒီမရောက်နော်ကမ္ဘာမလာဘဝကြီးတော့မပြောနဲ့တော့မပြောနဲ့လားကိုအမားဖြစ်မယ်လားရှာခပဲဦးရှာဟိုကောင်တထောင်နဲ့တွတ်ခါရဲကောင်ရီနေတယ်အေးမြေလူရဲ့ဟာတိုင်းမြေပွဲကစားနေစဉ်အတွင်းမှာကွင်းထဲကိုပေါ်တူဂီပြိသက်တူဝင်ရောက်လာတာအောင်လဲတွေ့ရတယ်ခင်ဗျာပြေးတယ်ခင်ဗျာပြေးတယ်ခင်ဗျာနောက်ကနေလုံကြုံရေးတွေကလည်းလိုက်နေတယ်ခင်ဗျာသူနှုတ်ဆက်ချင်တဲ့ကစားသမားကဒီနေ့ပွဲရက်လူစင်းမှာမပါဝင်လာတဲ့အတွက်သူ့အနေနဲ့ပတ်ပြေးနေရတာလည်းဖြစ်ပါတယ်ပြေးရင်ပြေးနေမောဝါလို့ခဏနားရတယ်ခင်ဗျာ ဒါပေမဲ့လုံုံရေးတွေကလွတ်မပေးဘဲနဲ့လိုက်တယ်ပြေးပြန်ပြီခင်ဗျာအဆိုပါပြည်သက်နေနဲ့နောက်လာမဲ့ပေါ်တူဂီပွဲစဉ်တွေမှာကွင်းထဲဝင်ပြေးနေတယ်ဆိုရင်တော့လိုင်းနဲ့ကိုတေချာကြည့်ဖို့နဲ့အားစားသတင်းတွေတေချာဖတ်ဖို့တော့လိုဒါတော့မြန်မာလက်ရွေးစဉ်အသင်းရဲ့နီးပြားတိဖြစ်လာဖို့ရေပန်းစားနေတဲ့အိန္ဒိယလူမျိုးနီးပြားတူဦးရဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ဒါမဲ့ ASEAN စီးကိန်းပြိုင်ပွဲအမိခန့်ရသွားဖို့ရှိနေရလဲဖြစ်တယ်ခင်ဗျ။အခုလိုမြေတာကယူနာနဲ့အုတ်ချုပ်တဲ့နီးပြားတူဦးကတော့မြန်မာလက်ရွေးစဉ်အသင်းအတွက်မဖြစ်မနေလိုအပ်နေရလဲဖြစ်ပါတယ်။ ။ဒီနေ့ပွဲစဉ်မှာလက်ရှိပွဲကစားချိန်အထိတစ်ဖက်နဲ့တစ်ဖက်ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာကိုလည်းတွေ့ရတယ်ခင်ဗျာ။ပွဲကစားချိန်မိနစ်60ပြီးလို့အချိန်မိုဆက်လက်ရှင်ပြိုင်ကစားရမှာလဲ။တဖက်နဲ့တဖက်ဂိုးမသွင်းနိုင်မင်းနဲ့ဂိုးမရှိတရေရလည်းထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာပွဲချင်းပြေးဂိုးမပေးရအောင်စွမ်းဆောင်ထားတဲ့နှစ်ဖက်ကိုယ်သမားတို့ရဲ့စွမ်းဆောင်ရည်ရောမဖြစ်မနေချီချူးအတိမတ်ပြုတ်သွားမှာလည်းဖြစ်တယ်ခင်ဗျာ။အဲတော့မန်းနေဂျွန်နမန်ဆက်ကိုတောင်းလျှောက်ပဲဆွဲလာတယ်မြို့။ဂျွန်နမန်ကနောက်ခံလူကလည်းလှုပ်လို့မရအောင်လူကပ်ပြီးတော့ထိန်ချုပ်ထားတာကိုလည်းတွေ့ရတယ်။အမှတော့ခတ်ပလိုက်ပြီးကိုယ်နဲ့ဝင်မလာနဲ့တော့။ဂျွန်နမန်ဆက်ကိုနောက်ခံလူကတော့တကွက်ပြသွားခဲ့ပြီမြို့။ စောစောကတကွက်ပြသွားတဲ့ကစားသမားကိုဒိုင်လူကြီးကလည်းအဝါကပ်ပြားပြန်ပြလိုက်ပြီဒီမော်ရီဘောလုံးရှင်လူရဲ့နှစ်ယောက်လုံးလဲချသွားပြီအောက်မှာလဲရဲကစားသမားဖြတ်ကန်တယ်မင်းတို့ရတယ်မင်းဘောလုံးရှင်လူရဲ့အောက်မှာလဲချသွားတဲ့ကစားသမားဘလိုင်းဖြတ်ကန်ခဲ့တာညအခြေအနေတွေကပို့ပြီးတော့တင်းမာလာခဲ့ပြီညရုံရင်းဆန်ကဖြစ်နေတဲ့နှစ်ဖက်အသင်းသားတွေကြားမှာဒိုင်လူကြီးအနေနဲ့အနီကပ်ကင်လာပြီးတော့ဘသူ့ကိုပြလို့ပြမှမသိနဲ့ဖြစ်နေတာဒီမော်ရီဖြံပြဖို့အတွက်ကိုင်းနဲ့ကိုဂျင်းမောင်မီနဲ့လူဝင်ရောက်လာပြီသူကလည်းသူ့ကိုခြေထောက်နာသွားပြီညာ ဆိုးဆိုးအဖြစ်စဉ်ကိုအခုလိုမျိုး VAR ပြန်ကြည့်တဲ့အခါမှာလည်းဘသူနဲ့မှမထိပဲနဲ့သူ့အာနဲ့သူ့ကိုနာသွားတာခင်ဗျာဘလို့ပဲဖြစ်ဖြစ်နှစ်ဖက်အတင်းသားတွေကြားရံပွဲရတော့သူ့ကြောင့်ရက်သွားခဲ့ပြီခင်ဗျာကျွန်တော်အနေနဲ့ဘလုံးပွဲကြည့်လာတဲ့တက်တန်းတစ်လျှောက်မှာစီချက်တိုင်ကိုပြိသက်ကရေဖြန်းပေးတာအခုပွဲစဉ်မှာမှမြင်တွေ့နေရတာဖြစ်ပါလေပြိသက်တွေအနေနဲ့စီချက်တိုင်ရေစာမှာဆိုးတဲ့အတွက်ရေတံမှုပြစ်ပေးခြင်းပဲမယ်လေရေတံမှုနဲ့ပေါက်တယ်ဆိုပြီးအပြစ်ဖြစ်မှာဆိုးတဲ့အတွက်အခုလိုမျိုးရေနဲ့ပဲဖြန်းပေးနေရတာဒီပွဲစဉ်မှာတော့ရရှိလာတဲ့အလွတ်ထဲကံဘောအနည်းအသင်းကတစ်သင်းလုံးဆင်းပြီးတော့ကာကွယ်သွားမယ်အနေထားကိုမြင်တွေ့ရတယ်ခင်ဗျာ ကစားသမား၁၁ယောက်တာမကနီးပြအဖွဲဝင်တွေပါကွင်းထဲဆင်းပြီးတော့တစ်ဖက်အသင်းရဲ့ free kick ကိုကာကွယ်သွားမှလည်းဖြစ်ပါတယ်။ဝဲပြီးကနီးမှပေးလိုက်ရတဲ့ free kick ကနေဂိုးမပေးရဖို့အရေးရှိတဲ့လူတွေအကုန်စုပြုံပိတ်ဆို့ပြီးဂိုးပေါက်ကိုကာကွယ်ထားတာကိုလည်းတွေ့ရတယ်။တစ်ဖက်က free kick ကန်ရမယ့်အသင်းအနေနဲ့လည်းနောက်ဆုံးချိန်ခွင့်ရရရှိတဲ့အနေထားမှာဘယ်လိုကြောင်ကြောင်ကြားအနေရအောင်ကန်သွားမလဲဆိုတာစိတ်ဝင်စားနဲ့စောင့်ကြည့်နေရတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဂိုးပေါက်ကိုပိတ်ထားတဲ့အသင်းကလည်းစူပေါင်းမှတ်တမ်းနဲ့ဓာတ်ပုံရိုက်ကူးနေတယ်လို့လူဆုံအောင်ခေါ်နေတာခင်ဗျာ။ ကျွန်တော်အစီအခံနေစဉ်တွင်းပါပဲရရှိလာတဲ့လွတ်တဲ့ကံမောင်းကိုကန်တယ်ဝင်တယ်ခင်ဗျာအပေါ်တော့ကနေဝင်သွားပါတယ်ခင်ဗျာကျွန်တော်နီးပြားကြီးဆရာပတ်ကတော့ဘောလုံးမှသာမကဂော့မှာပါသွားချမ်းနေတာခင်ဗျာ Oh my god. ဒီတို့မြေပုံရိုက်လိုက်ဒီမသိပေမဲ့ဆရာပတ်ရဲ့ခေါင်းတီးကတော့တစ်ချက်တည်းနဲ့ကျွင်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။မြေရွာတိုင်းမှာဂော့မှာလည်းပါရမီပါရဲဆရာပတ်တယောက်ဘောရွေးမလားခေါင်းကိုရွေးမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။